ဟယ်လိုဒီတစ်ခါကျွန်တော်ကဒီ map to b နဲ့ပတ်သက်ပြီးတော့ဗောနော် map to b နဲ့ပတ်သက်ပြီးတော့ဒီ subject ကိုဘယ်လိုချိန်ရမလဲ map to b တွေကို subject နဲ့ဘယ်လိုချိန်ရမလဲ map to b တွေကဘာတွေလဲလို့ပြောရင်ဒီကျွန်တော် msr westward ဗောနော် okay ဒီ msr westward နဲ့ subject နဲ့ဘယ်လိုချိန်ယူမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ကဘာရင်မှတ်ထားရမလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီခုနော်ဒီခေါင်းစဉ်ကျွန်တော်၄ကန်လောက်ထားတယ်ဗောနော်ဒီမှာကျွန်တော်ခွဲသွားမှာပေါ့ ။ဟုတ်ကဲ့အဲ့ဒါကကျွန်တော်တို့ကပါလဲဆိုလို့ရှိရင်ဒီပထမဆုံးဟာကိုကျွန်တော်တို့ကဖြစ်သည်ဆိုတဲ့ဟာလေးပေါ့နော်။ကျွန်တော်ကဖြစ်သည်နော်အဲ့လို positive ပေါ့။ positive ပိုင်းပြီးရင် negative ပိုင်းပေါ့နော်။ negative ပိုင်းပြီးရင် positive ပဲဒါပေမဲ့ question မေးခွန်းပေါ့နော်။ question မေးခွန်း။ဒါနဲ့ဟို negative ပဲဒါပေမဲ့ question အငင်းပေါ့နော်။အငင်းပေါ့။ဟုတ်ကဲ့အဲ့တော့ဒီဘက်ကနော်ဟိုဘယ်ဘက်ချမ်းနှစ်ကန့်ဒီနော်ကျွန်တော်တို့ဖြစ်သည်မဖြစ်ဘူး။ နော်โอเคဒီဘက်ကဥစ္စာကိုပြောပါဆိုလို့ရှိရင်ဒီဘက်ကနှစ်ခုကိုပြောဖြစ်လားမဖြစ်ဘူးလားအဲဒါမျိုးလေးဖြစ်တဲ့ပုံစံတွေပေါ့နော်ဒီလိုမျိုးပုံစံကျွန်တော်ဒီမှာရေးပြပေးပါမယ်နော်ဒီမှာနံပါတ်1ဒါကဖြစ်တည်ပေါ့နော်ဒါကမဖြစ်ဘူးနော်မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်နော်ဒါကဖြစ်လားဆိုတဲ့အဓိပ္ပာယ်နော်ဒါကဖြစ်လားညာမနော်โอเคဒါလေးကမဖြစ်ဘူးလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မဖြစ်ဘူးလားနော်โอเค ရမယ်เนาะမြင်ရတာဆိုကျွန်တော်တို့ဒီကျွန်တော်ချိတ်ကြည့်မယ်ပေါ့เนาะဒီကျွန်တော်စလုံးလေးတွေအစားထိုးပြီးကျွန်တော်တို့ချိတ်ကြည့်ကြမယ်အဲတော့ကျွန်တော်ဒီ user name တစ်ကိုအင်းဆုံးစသွားကြည့်မယ်ပေါ့เนาะโอเคအဲ့တော့ကျွန်တော်ဒါလေးကเนาะ name တစ်အနေနဲ့ပြောပါဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะ subject เนาะ subject ကိုကျွန်တော်က i လို့ကျွန်တော်ယူလိုက်မယ် i am ကျွန်တော်ဒီဖြစ်ပါသည်ရမယ်เนาะโอเคအဲ့ဒါကိုကျွန်တော်ကကျွန်တော်ဒီမဖြစ်ပါဘူးလို့ကျွန်တော်ပြောမယ်เนาะโอเคအဲ့ဒါဘယ်လိုပြောမလဲ I am not နော်ကျွန်တော်ဒီမဖြစ်ပါဘူး I'm not ကျွန်တော်ဒီမဖြစ်ပါဘူးရမနော် okay နောက်တစ်ခုကျွန်တော်တို့ဆက်သွားမယ်နော်ကျွန်တော်ဖြစ်ပါသလားလို့ပြောတော့မေးခွန်းဖြစ်သွားပြီအဲဆိုကျွန်တော်တို့ဘာပြောမလဲ am I and you လေးဖြစ်သွားမယ်နော်ဒါ question mark လေးဖြစ်သွားမယ်နော်နောက်တစ်ခုကျွန်တော်ကမဖြစ်ဘူးလားနော်ဒါလေးကကြတော့ကျွန်တော်တို့နော် เนาะဒီလိုလေးသုံးတယ်ဗောနော် ain't i ဆိုပြီးသုံးတယ်ဗောနော် ain't i เนี่ยငါဒါလေးကအသုံးနေတယ်เนาะငါမဖြစ်ဘူးလားဗောနော်အဲဒါမျိုးငါမဟုတ်ဘူးလားဆိုတဲ့သဘောမျိုးညာမနော် ain't i လို့သုံးတယ်ဒါလေးကညာတဲ့ဟိုမှတ်ပဲမှတ်ထားလိုက်ဗောနော်အသုံးနေတယ်ဗောโอเคအဲ့တော့ကျွန်တော်ဒီဘက်ကိုဆက်သွားမယ် buff 2လေးကျွန်တော်တို့ဆက်ပြောကြည့်မယ်ဗော buff 2မှာကျွန်တော်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်เนาะ i west ကျွန်တော်ဖြစ်ခဲ့ပါတယ် i west เนาะအဲ့ဒါကိုမှကျွန်တော်တို့ကညင်းမယ်ဆိုရင် ော်ကျွန်တော်မဖြစ်ခဲ့ပါဘူးဆိုရင်နော် I was not I was not Okay ဒါကိုကျွန်တော်ကဟိုဘယ်လိုပြောမလဲအတူကောက်ရေးမယ်ပေါ့နော်ပြောမသိ was not ကိုအတူကောက်ကျွန်တော်တို့ရေးမယ်ဆိုလို့ရှင် wasn't ဖြစ်သွားမယ်ပေါ့နော် W A S N apostrophe T wasn't နော် wasn't ဖြစ်သွားတယ်။ညာမင်းတို့ okay နောက်ခုဒီမှာကျွန်တော်တို့ရေးမယ် website နော် west eye အဲဒါမျိုးလေးပြောမှာပေါ့နော် okay okay နောက်တစ်ခုဒီဘက်မှာ western eye western eye okay ဒါမျိုးလေးပြောမှာပေါ့နော်ငါမဖြစ်ခဲ့ဘူးလားနော် western eye အဲဒါမျိုးလေးပြောမှာရမယ်နော် okay အဲ့တော့ကျွန်တော်တို့နောက်တစ်ခုဆက်ပြီးကြည့်မယ်ကျွန်တော်တို့နံပါတ်2ကိုဆက်ပြီးသွားမယ်အိုင်ပြီးတော့ကျွန်တော်ကနော် အိုင်ပြီးတော့ဝီကိုကျွန်တော်တို့ချိန်မယ်ဝီဆိုတာကကျွန်တော်တို့เนาะအိုင်ဆိုတာကကျွန်တော်ပဲတယောက်တည်းကိုပြောတာဝီဆိုရင်ကျွန်တော်တို့အများကြီးကိုပြောတာအဲ့တော့ we are ကျွန်တော်တို့ကဖြစ်ကြပါတယ်ရှိကြပါတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ကမဟုတ်ကြပါဘူးကျွန်တော်တို့ကမရှိနေပါဘူးဆိုရင် we are not เนาะ we are not အပြီးအဲ့တော့မှကျွန်တော်တို့ကအတူကောက်လေးညင်းမယ်ဆိုရင် aunt ဖြစ်သွားမယ် a r e n t apostrophe t aunt ရမယ်နော်ဟုတ်ကဲ့နောက်တော့ကျွန်တော်ဆက်သွားမယ်အမေကိုလုပ်မယ် are we နော် are ရှေ့ထုတ်လိုက်မယ်ပြီးွားရင် we ကိုရေးလိုက်မယ် are we အဲဒါမျိုးလေးဖြစ်သွားမယ်ရမယ်နော်โอเคဆက်သွားမယ်နော် aren't we ငါတို့ကမဟုတ်ကြဘူးလားဗောနော် a r e n apostrophe t aren't we ငါတို့ကမဟုတ်ကြဘူးလားနော် question mark နော်ရမယ်လို့ထင်ပါတယ်โอเคအဲ့ဒါကိုမှကျွန်တော်တို့ကဟိုဗာလေးလုပ်မလဲဆိုလို့ရှိရင် ဘတ်တူးလေးနဲ့တွဲမယ်โอเค we wa ငါတို့ကဖြစ်ခဲ့ကြတယ်เนาะငါတို့ကဖြစ်ခဲ့ကြတယ်အဲ့တော့ we were not ပေါ့ငါတို့ကမဖြစ်ခဲ့ကြပါဘူး we were not ငါတို့ကမဖြစ်ခဲ့ကြပါဘူးเนาะအဲ့တော့ဒါလေးအတူကောက်ရေးမယ်ဆိုရင် want w e r e n apostrophe t want နော်ရမယ်နော်ဒါလေးအခြေခံလေးတွေကိုတခါတည်းမှတ်ရမယ်ပေါ့နော်အခြေခံလေးခံအဲ့တော့မေးခွန်းလုပ်မယ်နော် Okay WEI ဝါကိုရှေ့ပို့လိုက်မယ် war we ငါတို့ကဖြစ်ခဲ့ကြလားငါတို့ကရှိခဲ့ကြလားပေါ့နော် Okay နောက်ခုနော် WE R E N apostrophe T want we ငါတို့က မဖြစ်ခဲ့ကြဘူးလားငါတို့ကမရှိခဲ့ကြဘူးလားအဲဒါမျိုးလေးဖြစ်သွားမယ်ပေါ့နော်โอเคအဲ့ဆိုနံပါတ်2ကိုလည်းပြီးသွားပြီကျွန်တော်နံပါတ်3ကိုဆက်သွားမယ်နော်နံပါတ်3ဆက်သွားမယ်โอเคနော်โอเคသဘောတရားလေးကရသွားမယ်ထင်တယ်ကျွန်တော်ကတော့နော်ဒါမျိုးသဘောတရားကိုကတိသွားအောင်နော်လေ့ကျင့်ရမှာပေါ့โอเคယူနဲ့သွားမယ်ပေါ့နော်ယူနဲ့သွားမယ်မင်းကဖြစ်တယ်ဆိုလို့ရှိရင် you are နော်မင်းကဖြစ်တယ်မင်းကရှိတယ်ဆိုရင် you are မင်းကမဟုတ်ပါဘူး မင်းကမရှိပါဘူးဆိုရင် you are not အဲဒါမျိုးလေးပြောမယ် you are not okay ညမနော်အဲ့ဒီဟာကို are not ကိုအပေါ်မှာနော်အပေါ်မှာကျွန်တော်တို့ပြောခဲ့ပြီးပြီနော်အတူကလို့မယ်ဆိုရင် a r e n apostrophe t aunt နော်အဲဒါမျိုးလေးဖြစ်သွားမယ် aunt ညမနော် okay နောက်တစ်ခုကျွန်တော်တို့ဆက်သွားမယ်သူ့ကိုကျွန်တော်တို့ကဘာပြန်လုပ်မလဲလို့ပြောလို့ရှိရင်နော်မေးခွန်းလုပ်မယ်နော် i you are you အဲဒီလိုလေးဖြစ်သွားမယ်မင်းဟာဖြစ်သလားเนาะမင်းကရှိနေခဲ့လားအဲ့လိုဖြစ်သွားမယ်ညာမင်းတို့ okay အဲ့ဒါကိုမှကျွန်တော်တို့ကမင်းကဖြစ်ခဲ့เนาะမင်းကဖြစ်မဖြစ်ဘူးလားမင်းကမဟုတ်ဘူးလားမင်းကမရှိခဲ့ဘူးလားဆိုရင်เนาะကျွန်တော်တို့ aunt a r e n t apostrophe d i aunt you မင်းကမဟုတ်ခဲ့ဘူးလားမဟုတ်မဟုတ်ဘူးလားပေါ့เนาะမင်းကမရှိဘူးလားမင်းကမဖြစ်ဘူးလားဆိုတဲ့သဘောဖြစ်သွားတယ် aunt you အဲဒါမျိုးလေးရမယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ဆက်သွားမယ်နောက်တစ်ခုဒါကိုကျွန်တော်တို့ကနော် you go back to နဲ့တွဲမယ် you were မင်းကဖြစ်ခဲ့တယ်မင်းကရှိနေခဲ့တယ်နော်မင်းကမဖြစ်ခဲ့ပါဘူးမင်းကရှိမနေခဲ့ပါဘူးလို့ပြောခြင်း you were not မင်းကမဖြစ်ခဲ့ပါဘူးမင်းကမရှိခဲ့ပါဘူးအဲ့တော့အတူကောက်လုပ်မယ် W E R E N apostrophe T want နော် you want ဟုတ်ပြီမင်းကဖြစ်ခဲ့လားလို့မိမယ်မင်းကရှိခဲ့လားလို့မိမယ် w e r e y ကိုရှေ့ပို့မယ်ပြီးဝင် you ရေးမယ် why you မင်းကရှိခဲ့လားမင်းကဖြစ်ခဲ့လားပင်ကိုကျန်တာဆက်ပြောပါတော့။ Okay နောက်တစ်ခုဆက်ကြည့်မယ်ကျွန်တော်တို့နော် w e r e n apostrophe d want you မင်းကမဖြစ်ခဲ့ဘူးလားမင်းကမရှိခဲ့ဘူးလားအဲဒါမျိုးလေးဖြစ်သွားတယ် ရမယ်နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိုင်းလဲပြီးသွား U ပိုင်းလဲပြီးသွားပြီ number 4နော် number 4လေးကိုဆက်ကြည့်မယ် number 4ကကျွန်တော်ဗာလေး they ကိုသုံးမယ်နော် they are သူတို့ကဖြစ်ကြပါတယ်နော် they are သူတို့ကဖြစ်ကြပါတယ်အဲ့တော့ကျွန်တော်ကညင်းမယ်သူတို့ကမဖြစ်ကြပါဘူးဆိုရင် they are not သူတို့ကမဖြစ်ကြပါဘူးအဲ့ဒါ are not ကို မရှိကြပါဘူးနှစ်မျိုးရတယ်နော်ဖြစ်တာရှိတာနှစ်မျိုးအတိတ်ပဲတခါလဲတွဲမှတ်ပါအောင်နော်โอเคနောက်တစ်ခုအားတော့ကျွန်တော်တို့ကအတူကောက်လေးညင်းလိုက်မယ် aunt ရမယ်နော် aunt โอเค they aunt သူတို့ကနော်မဖြစ်ပါဘူးသူတို့ကမရှိနေပါဘူးအဲဒါမျိုးလေးပြောတာအဲ့ဒါအောင်မှကျွန်တော်မေးခွန်းလုပ်မယ်နော် are you no sorry are they သူတို့ကဖြစ်သလားသူတို့ကရှိနေလားအဲဒါမျိုးလေးပြောတာ နောက်ခုဆက်ကြည့်မယ်နော်အငင်းလုံးမယ် aunt they သူတို့ကနော် aunt they သူတို့ကမဖြစ်ကြဘူးလားသူတို့ကမရှိကြဘူးလားโอเคအဲ့တော့ကျွန်တော်တို့က back to လေးချိန်သွားမယ်နော် they were သူတို့ကဖြစ်ခဲ့ကြပါတယ်သူတို့ကရှိခဲ့ကြပါတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဒီဘက်မှာအငင်းလုံးမယ် they were not သူတို့က မဖြစ်ခဲ့ကြပါဘူးမရှိခဲ့ကြပါဘူးအတူကောက်လေးလုပ်မယ် w e r e နော် an apostrophe t want သူတို့ကမရှိခဲ့ကြပါဘူးနော်မဖြစ်ခဲ့ကြပါဘူးပေါ့နော် okay အဲ့ဒါမေးခွန်းလုပ်မယ် why they နော် why they သူတို့ကဖြစ်ခဲ့ကြသလားသူတို့ကရှိခဲ့ကြသလားပေါ့ why they အမီအဲ့ဒါကိုမှအငင်းထက်လုပ်မယ် w e r e an apostrophe t want နေသူတို့ကမဖြစ်ခဲ့ကြဘူးလားမရှိခဲ့ကြဘူးလားပေါ့။ရမယ်နော်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့နော်ဒါလေးတစ်ချက်ဆွဲလိုက်အောင်မယ်။โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လာပြီလဲဆိုလို့ရှိရင်နည်းနည်းလေးစုံလာပြီ เนาะကျွန်တော်တို့ส่งลาပြီးလို့ပြောလို့ရတယ်เนาะသဘောတရားလေးလည်းနားလည်လာပြီးလို့ကျွန်တော်မြင်ပါတယ်အဲ့တော့နံပါတ်5ကိုကျွန်တော်တို့ဆက်သွားမှာเนาะနံပါတ်5ဆက်သွားမှာအကေဟီရီရှီတွေပေါ့เนาะဟီရီရှီတွေကိုဒီမှာတစ်ခါတည်းတီးလိုက်တော့ပေါ့เนาะဟီရီရှီတွေကိုတစ်ခါတည်းတီးလိုက်ရမယ်เนาะဟီရှီเนาะအဲ့တော့ဟီရှီကကျွန်တော်တို့ကအဲ is နဲ့တွဲတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဆိုင်မယ် is เนาะ तू မသည်ဖြစ်ပါသည် तू သည်ဖြစ်ပါသည် तू မသည်ဖြစ်ပါသည်အဲ့တော့ သူမသည်မဖြစ်ပါဘူးသူသည်မဖြစ်ပါဘူးဆိုကျွန်တော်တို့ကညင်းမယ်เนาะ he is not အဲညမယ်เนาะ okay အဲ့ဒါကိုမှကျွန်တော်တို့ကအတူကောက်လေး she is not he is not เนาะ okay အဲ့ဒါကိုအတူကောက်လုပ်မယ်ဆိုလို့ရှိရင်เนาะ isn't เนาะ isn't အမနော် he isn't she isn't เนาะသူကမဟုတ်ပါဘူးသူကမဖြစ်ပါဘူးညမယ်เนาะ okay နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နော်โอเคဆက်သွားမယ်မေးခွန်းလုပ်မယ်ပေါ့နော်မေးခွန်းလုပ်မယ်ဆိုတော့ is he သူကဖြစ်သလားအဲဒါမျိုးလေးပေါ့ is she သူမက ဖြစ်သလားသူမကရှိသလားအဲဒါမျိုးလေးဟောပြီးဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်နော် isn't နော်မေးခွန်းကိုအငင်းလုပ်မှာ isn't he သူကမဖြစ်ဘူးလား ူကမဟုတ်ဘူးလား၊သူမကမဖြစ်ဘူးလား၊မဟုတ်ဘူးလားဆိုတော့မေကွန်းပုံတရံဖြစ်သွားမယ်။ Okay ဒါကိုကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုလို့ရှိရင် back to လေးနဲ့သွားမယ်။နော် he she က back to ဆိုလို့ရှိရင်နော် was ဖြစ်သွားမယ်။นี่အဲ့တော့သူက ဖြစ်ခဲ့တယ်သူမကဖြစ်ခဲ့တယ်သူမကရှိခဲ့တယ်သူကရှိခဲ့တယ်အဲ့ဒါကိုကျွန်တော်တို့ကเนาะမရှိခဲ့ပါဘူးဆိုပြီးတော့ပြောမယ် she was not เ ူမကမရှိခဲ့ပါဘူးမဖြစ်ခဲ့ပါဘူးအဲ့တော့မှကျွန်တော်တို့ကထပ်ပြီးပါတော့မလဲဆိုလို့ရှိရင်အငင်းကိုအတူကောက်လုပ်လိုက်မယ် wasn't she wasn't เนาะသူကเนาะသူမကမရှိခဲ့ပါဘူး he wasn't she wasn't မဖြစ်ခဲ့ပါဘူးမရှိခဲ့ပါဘူးပေါ့နော်โอเคမေးခွန်းလုပ်မယ်โอเค was was ကိုရှေ့ထုတ်လိုက်မယ်เนาะ was he was she အဲဒါမျိုးလေးနော်သူမကမဖြစ်ဖြစ်ခဲ့လားနော်သူက ဖြစ်ခဲ့လား နော်သူမကရှိခဲ့လားသူကရှိခဲ့လားအဲဒါမျိုးလေးဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ကဒီဘက်ကိုလာပြီးတော့အငင်းလုံးမဲ့မိကုံကို wasn't နော် wasn't ရမယ်နော် okay wasn't he she okay ဒါဆိုရင်ဗာဒိတ်ပဲဖြစ်သွားမလဲသူကမဖြစ်ခဲ့ဘူးလားသူကမရှိခဲ့ဘူးလားသူမကမဖြစ်ခဲ့ဘူးလားသူမကမရှိခဲ့ဘူးလားအဲဒီပုံသဏ္ဍာန်လေးဖြစ်သွားမယ် ရမယ်နော်โอเคအဲ့တော့ကျွန်တော်တို့ဆက်သွားအောင်မယ်နော်โอเคဆက်သွားမယ်ကြည့်ပေးပါအဘိမြင်းလေးတားပြီးပါရင်ကျွန်တော်ဒီကနော်နံပါတ်6ကိုဆက်သွားမယ်ပေါ့နံပါတ်6ကိုဆက်သွားမယ်โอเค နံပါတ်6ကိုကျွန်တော်တို့ဆက်ကြည့်မယ်ပေါ့နော်နံပါတ်6က ID8 နဲ့ကျွန်တော်ပြောသွားမှာဖြစ်တယ် ID8 နဲ့ပြောသွားမှာဖြစ်တယ် okay အဲ့တော့ ID8 เนาะအတန်ထွက်ကပြပြတတလေးထွက်ပေးရမယ်မရောပါဘူးเนาะ ID8 ထအတန်နဲ့ဆုံးပြီး8ပြီး IS is စာလုံးတန်နဲ့ဆုံးပြီး it is it is เนาะ it is okay ထိုးရသည်ဖြစ်ပါသည်ထိုးရသည်ရှိနေပါသည်အဲ့ဒါကိုကျွန်တော်တို့ကငင်းမယ် it is နာထိုရာသည်မဟုတ်ပါဘူးထိုရာသည်မရှိနေပါဘူးအဲ့ဒါကို အတူကလို့တော့ isn't ဖြစ်သွားတယ် it isn't ထိုရာသည်မဟုတ်ပါဘူးထိုရာသည်မဖြစ်ပါဘူးနောက်ပြီးအဲ့တော့ is ကိုကျွန်တော်တို့ရှင်းထုတ်မယ်နော်မေးခွန်းလုပ်မယ် is it နော်โอเคထိုရာသည်ဖြစ်ပါသလားထိုရာသည်ရှိပါသလားအဲ့မှာအတန်ထွက်ကလေးတွေကိုကျွန်တော်နောက်မှပြမယ်နော်ဒီမှာ is ပြပြတတ်တတ်အရင်ထွက်ပြီး is it နော်โอเคနောက်တစ်ခုဆက်ကြည့်မယ်ကျွန်တော်ဒီဘက်ကို နော်မဟုတ်ဘူးလားထိုရာကမဟုတ်ဘူးလားထိုရာကမရှိနေဘူးလားအဲဒါမျိုးလေးပြောတာ isn't it အဲဒါမျိုးလေးလားရမယ်နော် okay okay အဲ့ဒါဒါကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ back to လေးပြန်ချိန်မယ်ကျွန်တော် back to လေးချိန်မယ်နော် okay i d it w a s west it west ထိုရာသည် ဖြစ်ခဲ့ပါသည်ထိုရာသည် ရှိနေခဲ့ပါသည်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကညင်းမယ်ထိုရာသည်မဖြစ်ခဲ့ပါဘူးလို့ညင်းမယ် it was not မဖြစ်ခဲ့ပါဘူးမရှိခဲ့ပါဘူးအတူကောင်းကျွန်တော်တို့ရေးမယ် wasn't it wasn't ထိုရာသီမဖြစ်ခဲ့ပါဘူးထိုရာသီမရှိခဲ့ပါဘူးဟောပြီးမေးခွန်းလုပ်တော့မယ်ဟောထိုရာသီဖြစ်ခဲ့သလားထိုရာသီရှိခဲ့သလား was it အဲဒါနူလေးပြောမယ်ဟုတ်ပြီညင်းမယ်ကျွန်တော်တို့ညင်းမယ်မိကုန်းကအငင်းလုံးမယ် okay wasn't နော် wasn't it ထိုရာသီမဖြစ်ခဲ့ဘူးလားထိုရာသီမရှိခဲ့ဘူးလား အဲဒါမျိုးလေးဖြစ်သွားမယ်ပေါ့နော်။ Okay ဒါဆိုရင်တော်တော်လေးစုံသွားပြီ။နော်သဘောတရားလေးလည်းတိလာပြီပေါ့နော်။ Okay ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ဒီမှာချုပ်ပြီးတော့တစ်ချက်ပြပေးမယ်။နော်ဒါ back to b နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်။ back to b နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့။ Okay အဲ့တော့ကျွန်တော်တို့စအောင်ဆုံးဒီလိုလေးစပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်တို့ကဗာတိထားရမလဲဆိုလို့ရှိရင်အင်္ဂလိပ်စာမှာဒီဒီပေါ့နော် ဒီချိတ်တဲ့ပုံစံလေးသိရမှာဒီဘက်က subject နဲ့ဒီဘက်က verb တွေရဲ့ချိတ်ပုံချိန်ကြီးသိရမှာအများကိန်းဆိုရင်เนาะကျွန်တော်တို့က r တွေ w တွေနဲ့တွဲပေးရမှာအများကိန်းဆိုရင်ပေါ့เนาะเนาะအဲ့လို u ဆိုလို့ရှိရင်ဒါ i ဆိုရင်ဒါပုံတည်ပဲ i am i was ဒါပုံတည်မှတ်ထားပေးရမှာ i am i was we ကအများမို့လို့ we ကျွန်တော်တို့ဆိုပြီးအများမို့လို့ r နဲ့တွဲတယ်နော် buff 2မှာဆိုရင် we were ဆိုပြီးတွဲတယ်ပေါ့နော် you ဆိုလို့ရှိရင်အများတန်း r နဲ့တွဲမယ် you were အများကြီးမယ် you လဲ ဒီကသူတို့လို့ပြောမှာတော့အများကြီးမော်ဒီအာဒီအာဒီဝါအဲဒါလေးတွေလားမပြီးနမီခီရှီတို့ကအနောက်တစ်ခုကိမှုလို့ is နဲ့တွဲမယ်နော် back to မှာဆိုရင် west နဲ့တွဲမယ် id x ကလည်းတစ်ခုကိမှုလို့ is နဲ့တွဲမယ် back to မှာဆိုရင် west နဲ့တွဲမယ်ပေါ့နော် okay အဲ့တော့ဒါလေးကိုမြင်သွားပြီဆိုလို့ရှိရင်အဆင်ပြေပြီကျွန်တော်တို့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးပြောမယ်နော် i am ကျွန်တော်ဒီဖြစ်ပါသည် i am not ကျွန်တော်ဒီမဖြစ်ပါဘူးမရှိပါဘူးနော် am i ငါဖြစ်သလားငါရှိနေသလားပေါ့အန်တိုင်းငါကမဟုတ်ဘူးလားနော်ငါကမဟုတ်ဘူးလားဆိုတဲ့သဘောမျိုးအန်တိုင်းနောက်တော့ I was ငါဖြစ်ခဲ့တယ်နော်ငါရှိနေခဲ့တယ်နော် I was not I wasn't နော်ငါမရှိနေခဲ့ပါဘူးနော်ငါမဖြစ်ခဲ့ပါဘူး was I ငါဖြစ်ခဲ့သလားနော်နော်ငါရှိနေခဲ့သလား နော်ဖြစ်တာရှိတာအဲ့လို back to beer နှစ်ခုရှိတယ်အတိတ်ပဲနှစ်မျိုးရှိနေကြတယ် wasn't i ငါမဖြစ်ခဲ့ဘူးလားငါမရှိခဲ့ဘူးလား okay နောက်တစ်ခုစက်ကြည့်မယ် we are ကျွန်တော်တို့ကဖြစ်ကြပါသည်နော်ကျွန်တော်တို့ကရှိနေကြပါသည် we are not we aren't ကျွန်တော်တို့ကနော်ရှိမနေကြပါဘူးကျွန်တော်တို့ကမဖြစ်ကြပါဘူးနော် okay နောက်တစ်ခုကြည့်မယ် are we နော်ငါတို့ဖြစ်သလားငါတို့ရှိနေသလားနောက်ပြီးတော့ aren't we aren't we ငါတို့ကမဖြစ်ကြဘူးလားငါတို့ကရှိမနေကြဘူးလား we were နော် we were ငါတို့ဒီနော်ဖြစ်ခဲ့ကြပါသည်ငါတို့ဒီရှိခဲ့ကြပါသည် we were not နောက်တစ်မျိုး we want နော်ငါတို့ဒီနော်ရှိမနေခဲ့ပါဘူးငါတို့ဒီဖြစ်မနေခဲ့ပါဘူး why we ငါတို့ဖြစ်ခဲ့ကြသလားငါတို့ရှိနေခဲ့သလား what we ငါတို့မဖြစ်ခဲ့ကြဘူးလားငါတို့ မရှိခဲ့ကြဘူးလား want we အဲ့ဒါမျိုးပြောတယ်ငါနောက်ကြည့်မယ် you are မင်းကဖြစ်တယ်မင်းကရှိနေတယ် you are not မင်းကမဖြစ်ပါဘူးမင်းကမဟုတ်ပါဘူးပေါ့နော် you aren't နော် you aren't you are not you aren't မင်းကမဟုတ်ပါဘူးမင်းကမရှိနေပါဘူး are you မင်းကဟုတ်သလားနော်မင်းကရှိနေသလား aren't you မင်းကမဟုတ်ဘူးလား မင်းကမရှိဘူးလားနော်ရှိမနေဘူးလားပေါ့တနေရာရာမှာရှိမနေဘူးလားအဲ့လိုမေးတာနောက်တစ်ခုကြည့်မယ် you were နော် you were မင်းကဖြစ်ခဲ့တယ်နော်မင်းကဖြစ်ခဲ့တယ်မင်းကရှိနေခဲ့တယ် you were not you want you are not you want နော် okay မင်းကမဖြစ်ခဲ့ပါဘူးမင်းကမရှိခဲ့ပါဘူး why you why you မင်းဖြစ်ခဲ့သလားမင်းရှိခဲ့သလား နောက်ခုစက်ကြည့်မယ် want you မင်းကမဖြစ်ခဲ့ဘူးလားမင်းကမရှိခဲ့ဘူးလား okay နောက်တစ်ခု they are သူတို့ကဖြစ်ကြပါသည်သူတို့ကရှိနေကြပါသည် they are not they aren't เนาะသူတို့ဒီเนาะရှိမနေကြပါဘူးသူတို့ဒီဖြစ်မနေပါဘူးဖြစ်မနေကြပါဘူးမဖြစ်မဟုတ်ပါဘူးမဖြစ်ကြပါဘူး okay နောက်ကြည့်မယ် are they သူတို့ကဖြစ်ကြသလားသူတို့က ရှိနေကြသလားအာသည်သူတို့ဖြစ်ကြသလားသူတို့ရှိနေကြသလား aren't they သူတို့ကမဖြစ်ကြဘူးလားသူတို့ကရှိမနေကြဘူးလား aren't they အဲဒါမျိုးလေးပြောတယ် okay နောက်တစ်ခုဆက်ပြီးသွားမယ် they were they were သူတို့ကဖြစ်ခဲ့ကြပါသည်သူတို့ကရှိနေခဲ့ကြပါသည်နောက်ဆက်ကြည့်မယ် they were not they weren't they were not they weren't သူတို့ဒီဖြစ်မနေကြပါဘူး เนาะဖြစ်ဆိုရင်သူတို့ဒီမဖြစ်ခဲ့ကြပါဘူးသူတို့ဒီရှိမနေခဲ့ကြပါဘူးနောက်တစ်ခုဆက်ကြည့်မယ်ဝါသည်เนาะဝါသည်သူတို့ဒီเนาะဖြစ်ခဲ့ကြသလားသူတို့ဒီရှိနေခဲ့ကြသလားနောက်တစ်ခုဆက်သွားမယ် want they သူတို့ဒီဖြစ်ခဲ့ကြမဖြစ်ခဲ့ကြဘူးလားသူတို့ရှိမနေခဲ့ကြဘူးလား want they အဲဒါမျိုးလေးပြောတာနောက်ပြီးတော့ he is she is သူကဖြစ်တယ်သူမကဖြစ်တယ် သူကရှိတယ်သူမကရှိနေတယ်ပေါ့နော်နောက်တစ်ခု he is not she is not he is not she is not အတူကောက်ပြောမယ်ဆိုရင် he isn't she isn't နော်သူကမဟုတ်ပါဘူးသူကမရှိပါဘူးသူမကမဟုတ်ပါဘူးသူမကမရှိပါဘူးအပြီးနောက်တစ်ခုဆက်ပြောမယ်နော် is he is she သူကမဟုတ်ဘူးလား no tuga mashi bu la is she tuma ga maho bu la tuma ga mashi bu la abhi naru gusto dam sa dwa me isn't he isn't she tuga maho bu la tuga mashi bu la no di ma jano da le ne pyo ma wa la ma di u no is he is she da tuga hout da la tuga shi da la is she tuma ga phit da la tuma ga shi ni la ဒါကကြတော့ isn't he isn't she ကြတော့ तू ကမဖြစ်ဘူးလား तू ကမဟုတ်ဘူးလား तू ကမရှိဘူးလား isn't she तू မကမဟုတ်ဘူးလား तू မက မဖြစ်ဘူးလား तू မက မရှိဘူးလားအဲဒါမျိုးလေးရှိမနေဘူးလားဗောနော်တနည်းရရမှာနော်အဲ့တော့ဘာတူးလုပ်မယ်ဆိုရင် he နော် he she was ဗောနော် he was she was နော် तू ကဖြစ်ခဲ့ပါတယ် तू ကရှိနေခဲ့ပါတယ် she was သူမကဖြစ်ခဲ့ပါတယ်သူမကဖြစ်နေရှိနေခဲ့ပါတယ်နောက်နောက်ကြည့်မယ် he was not she wasn't he was not he wasn't အဲ့တော့ she နဲ့စပြောမယ် she was not she wasn't သူမကမဖြစ်ခဲ့ပါဘူးသူမကမရှိနေခဲ့ပါဘူး he was not he wasn't သူဒီမဖြစ်ခဲ့ပါဘူးသူဒီရှိမနေခဲ့ပါဘူး अभी नर्क उसे दाम तो है वस ही वस शी वस ही तुगा फिखे दला तुगा शी नी घे दला वस शी तुमा गा फिखे दला तुमा गा शी नी घे दला ओके नर्क उसे जी में वजन ही वजन शी ओके वजन ही तुगा मफिखे भूला तुगा मशी नी घे भूला ना वजन शी ူမကမဖြစ်ခဲ့ဘူးလားသူမကမရှိခဲ့ဘူးလားโอเคနောက်တစ်ခု it is အဲ့ဒီမှာအတန်ထွက်ကကျွန်တော်တို့မြင်မြန်ထွက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ကချိတ်ယူတဲ့အတွက်ကြောင့်မလို့ it is ဖြစ်သွား it is တလုံးချင်းညီထွက်ကြည့်မယ် it is เนาะအဲ့ဒါကိုကျွန်တော်တို့ကဒီကောင်ကလှမ်းချိတ်ယူလိုက်တော့ဒီကောင်လေးကဒီလိုလှမ်းချိတ်ယူလိုက်တော့ it is ဖြစ်သွားတယ် it is เนาะ it is ဖြစ်သွားတယ် okay it is ။အဲမနော် it is ထိုရာသည်ဖြစ်ပါသည်ထိုရာသည်ရှိနေပါသည်။နောက်တစ်ခုကြည့်မယ် it is not it isn't it is not it isn't အဲမနော် it is not it isn't ထိုရာသည်ရှိမနေပါဘူးထိုရာသည်မဖြစ်ပါဘူးမဟုတ်ပါဘူးထိုရာကမဟုတ်ပါဘူးထိုရာသည်မရှိနေပါဘူး။အပြီးနောက်ခုဆက်ကြည့်မယ် is it is it ထိုရာက ဖြစ်ပါသလားထိုရာကရှိနေလားနောက်ကြည့်မယ် isn't it ထိုရာကမဖြစ်ဘူးလားထိုရာကမရှိနေဘူးလားအဲဒါမျိုးလေးဖြစ်သွားတယ်ညမနော်โอเคနောက်တစ်ခု buff 2နဲ့သွားမယ် it was ထိုရာကဖြစ်ခဲ့သလားထိုရာကရှိခဲ့သလားမမီးအဲ့တော့ဒီဘက်ကိုဆက်သွားမယ် it was not it wasn't it was not it wasn't ထိုရာကမဖြစ်ခဲ့ပါဘူးထိုရာက နော်ရှိမနေခဲ့ပါဘူးနောက်တစ်ခုဆက်သွားမယ် was it ထိုအရာကဖြစ်ခဲ့သလားထိုအရာကရှိနေခဲ့သလားနောက်ခုဆက်သွားမယ် wasn't it ထိုအရာကမဖြစ်ခဲ့ဘူးလား wasn't it ထိုအရာကမဖြစ်ခဲ့ဘူးလားထိုအရာကရှိမနေခဲ့ဘူးလား wasn't it အဲ့ဒါမျိုးလေးပါ ရမယ်နော်။ Okay အဲ့ဒါဆိုလို့ရှင်ဒါလေးကိုနော်တည်တည်ချာချာပိုင်ပိုင်နိုင်နိုင်လေးလေ့ကျင့်ထားပေးပါ။နော်ဒါကိုများများရွတ်ပါများများလေ့ကျင့်ပါ။တခါတည်းစွဲသွားအောင်လုပ်ပေးပါ။ဒါလေးတွေကအခြေခံဖြစ်တဲ့ဒါလေးတွေကိုနိုင်နှင်းသွားမှကျွန်တော်တို့ကနော်အများကြီးဥဒ္ဒါဖြစ်သွားမယ်ပေါ့နော်။အဲဒီနေရာမှာကျွန်တော်အော်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်ပဲပေးထားတာဖြစ်နေသေးတယ်။နော်ဒီနေရာမှာကျွန်တော်တို့ဗာလဲဆိုတော့ဖြစ်ရဲ့နောက်မှာရှိဆိုတာလေးပါတခါတည်းမှတ်ထားပြီးပေါ့နော်။နော်မဖြစ်နော်ဖြစ်နော်ရှိ မဖြစ်မရှိအဲ့လိုရှိမနေတာတနေရရမှာရှိမနေတာเนาะရှိလားเนาะမရှိဘူးလားအဲဒီလိုမျိုး ရှိဆိုတာเนาะဒါမျိုးလေးရှိဆိုတာကပိုင်ဆိုင်ခြင်းကိုပြောတာမဟုတ်ဘူးเนาะနေရတနေရရမှာရှိတာကိုညွှန်ရင်လည်း MSR West Wari ကိုပဲတုံးတယ်။တနည်းအရမှာကိုရှိနေတာရုပ်ဝတ္ထုပစ္စည်းရဇပွဲပေါ်မှာရှိနေတဲ့အစင်ပေါ်မှာရှိနေတဲ့အဲ့အရာမျိုးဆိုလို့ရှိရင်လေဒီ MSR West Wari ကိုပဲတုံးတယ်။ကိုကစားတောက်ဆိုင်မှာရှိနေတဲ့အိမ်မှာရှိနေတဲ့အလုပ်မှာရှိနေတဲ့ဆိုလို့ရှိရင်လေတနည်းအရမှာရှိတာကိုပြောရင်ဒီ MSR West Wari ကိုပဲတုံးတယ်။အဲ့တော့ MSR West Wari နဲ့ပတ်သက်လာရင်အဓိပ္ပာယ်နှစ်မျိုးမှတ်ထားမယ်ဖြစ်တာရဲ့ရှိတာရဲ့ဆိုပြီးတော့အဓိပ္ပာယ်နှစ်မျိုးမှတ်ထားပေးရမယ်ပေါ့နော်။ Okay အားလုံးကျေးဇူးပါ